ကြရလို့ဝဲမင်္ဂလာပါကျွန်တော်ရဲ့ဒူးဒီကိုရင်ချင်တဲ့အတလေးရနေပြီးတော့မိတ်ဆွေကူမမိသားစုနဲ့အားလုံးပဲเนาะကျွန်တော်ရဲ့ live show လေးကိုမြင်ပြီးတွေ့ပြီးဆိုရတဲ့စိတ်ချမ်းသာခြင်းကိုကြီးမာခြင်းပြည့်စုံပါစေလို့ကျွန်တော်ကိုရင်ရနေပြီးတော့ဥစွာပထမစုမကောင်းတောင်းပါရခင်ဗျာကဲကျွန်တော်ဒါဒီ live show လေးကမနက်ပြန်ကျွန်တော်တို့ဒါ16ရက်17လ2022ဘာကအင်္ဂါနေ့မနက်စေးမှာအဓိကထားအဓိကစားမှာကျွန်တော်ကြောက်ကြမဲ့ဝိုင်းရင်းလေးနဲ့ကျွန်တော်ထုံးစံပေးကျွန်တော်ထုံးစံတိုင်းထုံမိနေကြပြီးပေါက်ကန်တော်လေးကွက်ကိုကျွန်တော်ကူမာရီမနက်ပြန်မှာတိတိမိမိလေးနဲ့ အဓိကအဆင်ပြေပြေလေးအကွက်နည်းနည်းလေးထိုးလို့ရအောင်လို့ကျွန်တော်ရှာလွှတ်တွေထားတဲ့ကဏ္ဍလေးတွေကိုလောင်းမြရပြီးတော့ပါဒါကြောင့်ကျွန်တော်မနက်ပြန်မှာအဓိကဒူးရီပေါက်ချင်တယ်ဆိုတဲ့ကိုမိုက်အတွက်မှာမနက်ညနေ့စည်းမှာကျွန်တော်အကောင်းဆုံးလေးတပွဲဖြစ်အောင်ကြိုးစားပေးမယ်ခံကောင်းအောင်နံပါတ်စလုံးပေးမယ်ပါနော်ကျွန်တော်ဒါအဖွင့်နဲ့ကျွန်တော်ဒါ3ညရှိဆိုတဲ့ကဏ္ဍလေးနဲ့တောက်ဖွင့်လာခဲ့ပြီကျွန်တော်ညနေ့စည်းမှာကျွန်တော်ဒါမွေးကဏ္ဍအဆင်ပြေသွားပြီနော်မွေးကဏ္ဍအဆင်ပြေတယ်ဇာတူအဖွင့်ဝင် sorry ကိုမိုက်ပေါက်ကြမယ်ရကြမယ်ထင်ပါတယ်နော်ဒါမနက်ပြန်အင်္ဂါလေးကိုဆက်သွားကြမယ်ဗျာနော်အင်္ဂါလေးကိုဆက်ပြီးသွားကြမယ်အင်္ဂါလေးမှာကျွန်တော်ကိုမိုက်လုံးဝ ထပ်ပြီးကျွန်တော်ကူမိုက်ပြောတော့ထပ်ပြီးထပ်ပြီးတော့ကျွန်တော်ကူမိုက်ရဲ့အစင်ပြအောင်เนาะအဓိကကူမိုက်အတွက်ဒီကိုရွေးချယ်ပေးမယ်ဗျာเนาะကဲဝင်လာမယ်ကူမိုက်အားလုံးပဲ live view စပြီဗျာเนาะကျွန်တော်ခွန်ကိုဆိုတဲ့မွေးကနားလေးနဲ့ပေါက်လိုက်တဲ့မိသားစုဝင်နေเนาะပေါက်လိုက်တဲ့မိသားစုဝင်နေပိုင်းကောင်းမလေးမတ်ပြီးပါအောင်ဗျာเนาะပေါက်ကြီးလေးပေါက်ကြီးလေးမတ်ပြီးပါအောင်ပေါက်ကြီးလေးမတ်ပြီးပါအောင်เนาะကိုပေါက်တဲ့ပေါက်ကြီးလေးမတ်ပြီးပါအပျော်လေးညံ့ပြီးမယ်ဗျာเนาะဒါတော့မလားပြင်အင်္ဂါလေးကိုဆက်ပြီးသွားကြမယ်ဗျာเนาะ မမြန်ကောင်လေးကိုဆက်ပြီးသွားကြမယ်မျိုးရီအားလုံးပဲနော်ကဲဝင်လာမယ်ကုမ္ပဏီအားလုံးပဲမြန်လာကောင်လေးနဲ့မင်္ဂလာပါရလိုက်သေးလားခွန်ကိုရလိုက်သေးလားခွန်ကိုရလိုက်ရင်ကျွန်တော်ကောမန်လေးမှာပေါက်ကြီးလေးမှတ်ပြီပါမမြန်ကောင်လေးဆက်သွားကြမယ်ကျွန်တော်ပြောရင်တော့ ဇာတုကနာကကျွန်တော်ကိုမရေပွဲအစီဆော့ပေးပါလို့ကျွန်တော်ကိုမဒါတော့တချို့ကိုမရနဲတယ်လို့ကျွန်တော်ပြောနေကြတယ်စိတ်မပူနဲ့ကျွန်တော်ထထုတ်ပေးမှာနော်လာရှိုးပြီးဆုံးအကြည့်ပေးကျွန်တော်အကြံရက်ဒီမှာဆက်ပြီးမွေးရမယ့်ပတ်သီးတစ်လုံးကျွန်တော်မျက်နှာလက်ဆောင်ထုတ်ပေးမယ်ဇာတုသမားတွေကိုတော့ကျွန်တော်ဘိုင်ပါနဲ့တစ်ဆင့်ပို့ပေးပါမယ်နော်ဇာတုသမားတွေကိုဘိုင်ပါကဘိုင်ပါကနဲ့တစ်ဆင့်ကျွန်တော်ပို့ပေးမှာပါနော်တထောင်မွေးရလိုက်ပါတယ်โอเคပါနော်ကျွန်တော်ကြံရတဲ့ပတ်တီတလုံးထပ်ချပေးမယ်။လာရှိုးပြီးဆုံးအောင်ကြည့်ပေးပါ။ဒါကဒီကနေ့ကကျွန်တော်ကမ္ဘာတိုင်းမင်းသားလက်ဆောင်ထုတ်ပေးတာဖြစ်လို့ အဖွဲ့သမားတွေကနေလိုက်သမားတွေပါမွေးချင်းမွေးလို့ရပါတယ်เนาะကျွန်တော်ကမားတွေမွေးရအောင်လို့ပထမမှာဘုံနဲ့ထရမ့်ပါဆိတ်ချပါကြံပွဲတွေဆက်ပြီးဆော့လို့ရအောင်ကျွန်တော်ထုံပေးပါเนาะကြံပွဲတွေဆက်ပြီးဆော့လို့ရအောင်ထုံပေးမယ်လာရှိုးလေးပြီးဆော့ကြည့်ပေးပါเนาะပတိလုံးထပ်ပြီးထုံပေးပါမယ်အကူမရအားလုံးပဲเนาะတော့လောလောဆယ်အရင်ဆုံးပြောရမှာကကျွန်တော်မနဖျားအင်္ဂါလေးမနက်စီရဲ့နေလိုက်လေးကိုရေပြောပေးမယ်ပြီးကျွန်တော်နောက်မှာကြံရတဲ့အဓိကလိုက်ပတ်ဒီပတ်ရမယ်ပတိလုံးကိုကျွန်တော်ထပ်ပြီးချပေးမယ်เนาะပတိထပ်ချပေးမယ်เนาะဘိုင်ပါအကူမရကိုတော့ဘိုင်ပါကနေပြီးတော့ကျွန်တော်ကနန်းပို့ပေးပါမယ်ခင်ဗျာเนาะ ။ဒါကြောင့်ကဖော်ရထားတဲ့အကူမတွေကတော့ကျွန်တော်ဘိုင်ဘာကနေတစ်ဆင့်ပို့ပေးပါမယ်။အကူမတွေအားလုံးပဲ။ကဲဝေလာမမိသားစုမျိုးတွေအားလုံးပဲ။လိုက်ရှုစနေပြီရောနော်ကိုကြီးလိုက်ရှုလေးစနေပါပြီဗျာ။ထောင်မိုးရလိုက်ပါတယ်။ okay ပါ။နော်ရလိုက်တဲ့အကူမတွေရလိုက်ပေါက်လိုက်တဲ့အကူမတွေပေါက်ကြီးလေးတွေမှတ်မယ်။ နော်မရတဲ့ကုမာတွေကတော့မလားပြန်အင်္ဂါနေ့မှာကျွန်တော်ကုမာတွေနော်ကျွန်တော်ရွေးချယ်ပေးတဲ့ကဏ္ဍလေးအစင်ပြောင်လို့တော့ကျွန်တော်အကောင်းဆုံးထုတ်ပေးမယ်ဗျာနော်ကျွန်တော်ရွေးချယ်ပေးတဲ့ကဏ္ဍလေးနဲ့အစင်ပြောင်လို့ကျွန်တော်ထုတ်ပေးပါဦးမယ်ကဏ္ဍလေးနော်ကဲဝင်လာမယ်မိသားစုနေရာလုံးမယ်နော်ကျွန်တော်ခုံကုန်းဝေးကဏ္ဍလေးရလိုက်သေးလားပေါက်လိုက်သေးလားတော့ဝင်လာတဲ့ကုမာတွေဟိုရရင်ပေါက်ကြီးလေးမှတ်မိပါ ပြီးကျွန်တော်ဒါကြံရက်တွေအတွက်ဆက်ပြီးစောရမယ်ကျွန်တော်ပတ်သီးလေးလုံးထပ်ပြီးချပြီးမှာပါเนาะစိတ်မပူပါနဲ့ဗျာเนาะအကုန်ပါရလို့ကျွန်တော်ပြောပါရဲဇာတို့ကလေးတွေကတင်းတော်နဲ့အင်္ဂါမှာအထွတ်အများဆုံးပါအရှိဘက်ကလည်းကျွန်တော်အင်္ဂါလေးညနေလေးကြားတယ်အခုဒီဘက်လည်းကျွန်တော်အင်္ဂါလေးညနေလေးကြားတယ်နော်ဒါကြောင့်ကိုမရအောင်ပဲစောတိုင်းနောက်ကြတိုင်းပဲပြောနေကိုမရအဓိကပေါ့ဖို့ပဲနော်ပေါ့ဖို့ကအဓိကပါပဲဒါကြောင့်ကျွန်တော်ကြံရက်နေအတွက်ထပ်ထုတ်ပေးပါမယ်ကြံရက်ကြံပွဲအတွက်ကျွန်တော်ထပ်ထုတ်ပေးမယ်အကိုမရအားလုံးအတွက်နော်ဒါမွေးရင်နဲ့နေတိုင်းကိုမရကြီးကဒါကျွန်တော်ဇာတို့ဖွဲ့သမားတွေကမွေးချင်မွေးလို့ရပါတယ်ကျွန်တော်ကိုမရမွေးလို့ရအောင်ကျွန်တော်ထုတ်ပေးပါနော် ။နော်နေတဲ့ကုမအဓိကပြောတာဇာတုသမားရအောင်မွေးပါပဲ။နော်ဇာတုသမားရမွေးပါပဲ။နေတဲ့ကုမတွေမွေးခြင်းမွေးပါ။ကိုကဇာတုကနစိတ်ဝင်စားဆိုကျွန်တော်ထုတ်ပေးမဲ့ကဏ္ဍလေးမွေးပေးပါ။နော်။ကဲ၄မိနစ်ပဲရှိသေးတဲ့ကုမရအားလုံးပဲနော်။လာရွှေကကုမလွှင့်တာ။အကောက်ကနည်းနည်းလေးကျွန်တော် error တက်သွားပြီ။ line လွှင့်လို့မရလို့။နော်ကျွန်တော်ဒါအချိန်လေးနည်းနည်းလေးနောက်ကျသွားတာ။နော်။မင်္ဂလာပါငါ့ကိုရတဲ့ကျေးဇူးပါတယ်โอเคပါနော်ဘလောက်ဘောပေါ့ပေါ့ကရေးကြည့်ပါတယ်ဗျာနော်ပေါ့ပေါ့ကရေးကြည့်ပါတယ်ဗျာနော် ကဲဝင်လာမယ်ချစ်စဝေချစ်မရီအားလုံးပဲမလမကွန်ရင်တဲ့ခွန်ကိုထောင်မွေးရပါတယ်โอเคပါကျွန်တော်မင်္ဂလာမနက်ပြန်ကျွန်တော်ဒါအဓိကကျွန်တော်နေတဲ့ကဏ္ဍလေးပြောပြမယ်နော်နေတဲ့ကဏ္ဍပြောမယ်နေတဲ့ကဏ္ဍပြောပြတာကျွန်တော်ကြံရက်ကြံပွဲတွေဆက်ပြီးမွေးရမယ်မွေးကဏ္ဍကိုတော့ထပ်ပြီးထုတ်ပြီးပါမယ်နော်မွေးကဏ္ဍတော့ကိုကျွန်တော်ထပ်ပြီးထုတ်ပြီးမယ်ကိုမရဲ့အားလုံးပဲနော်လာရှိုးလေးပြီးဆောင်ကြည့်ပါနော်၅မိနစ်ပဲရှိသေးတယ်ကိုမလာရှိုးကစတာဗျာနော်1950ကိုရပါတယ်โอเคပါ 1250ဖို့ရတယ်ဟုတ်ကဲ့ပါအများအားပေးနေပါတယ်ဟုတ်ကဲ့ပါဗျာနော်အားပေးနေတဲ့ကုမတယောက်ချင်းစတိုင်ကျွန်တော်ဘက်ကအထူးပဲကျေးဇူးတင်ပါတယ်ဗျာနော်ကျွန်တော်ကုမတွေအားပေးရကြုံနောက်လာကျွန်တော်အကောင်းဆုံးကနားလေးရှာပြီးတင်ပေးပါပါနော်ဒီကကျွန်တော်နေတဲ့ကနားလေးရင်ပြောပြမှာနော်ဒါမနပြေအင်္ဂါနေ့မနက်သေးတော့နေတဲ့ကနားလေးရင်ပြောပြပါမယ်နေတဲ့ကနားပြောပြရတယ်ကျွန်တော်ကုမတွေကြိုက်ရိုက်ကြံမွက်တဲ့လိုက်ပြီးစော့ရမယ်ကျွန်တော်ပတ်တီးတလုံးကိုမြေတက်လက်ဆောင်ထပ်ပြီးခြာပေးပါမယ်ဇာတို့ဖွဲ့သမားတွေကတော့ကျွန်တော်ဘိုင်ပါကားနေတစ်ဆင့်ပို့ယူရမယ်ခင်ဗျာနော်အကုမရအားလုံးပဲအဖွဲ့နားတဲ့ကုမတွေကတော့ကျွန်တော် ဗိုင်ဘာကနေတစ်ဆင့်ပို့ပေးပါမယ်ခင်ဗျာနော်ကဲဝင်လာမယ်ကိုမိုက်အားလုံးပဲလိုက်လမမနေရသေးနှိပ်ပါရှယ်လို့ရနေရလေးရှယ်ပေးပါနော် subscribe မနေရသေးရင်နှိပ်ပါဗျာအကိုမိုက်အားလုံးပဲနော်ဘာရောမ join တဲ့အကိုမိုက်အားလုံးပဲ bye bye join မေးဦးနော်ဖုန်းနံပါတ်399 434 9394နဲ့ဆိုရင်ဖုန်းနံပါတ်လေးကို Viber ကနေ hi မေးပါကျွန်တော် channel link လေးပို့ပေးပါမယ်เนาะဒါမှမဟုတ်လဲကျွန်တော် debut live view file ပေးရချိန်မှာ comment မှာ channel link လေးထောက်ပေးမယ် Viber channel မ join တဲ့ကူမိုက်အားလုံးပဲ Viber channel join ပေးပါเนาะ Viber channel မ join တဲ့ရင် join ပေးပါမိသားစုနဲ့အားလုံးပဲเนาะ ကိုကြီးရဲ့ရွှေရောင်အင်ကြီးလေးဝဲဝဲရဲ့မင်္ဂလာပဲဟုတ်တယ်ဟာနော်โอเคပါနော်ဘဲအင်ကြီးလေးဝိုးပဲပါနော်အဓိကကဏ္ဍကတော့ကျွန်တော်ကမိုက်တပတ်မှ၅ချိန်မက၆ချိန်မကတော့ဒါအဆင်ပြေနေပါတယ်နော်တပတ်မှ၅ချိန်၆ချိန်ကတော့ပုံမှန်လေးအဆင်ပြေနေတယ်နော်အရင်ဘက်ကလည်းကျွန်တော်ကအဆင်ပြေတယ်ဟုတ်တယ်မလားဒီဘက်ကလည်းကျွန်တော်ကမိုက်အခုတောက်မှာကျွန်တော်တောက်ပွဲလေးမှာပထမပထမဆုံးပွဲကကျွန်တော်နေတဲ့ကဏ္ဍအကွက်ပါတယ်ညနေပွဲမှာကျွန်တော်ခွန်ကိုမွေးကဏ္ဍထွက်တယ်နော်လာမယ့်ပွဲတွေအတွက်လာမယ့်ပွဲတွေမှာလည်းကျွန်တော်ကမိုက်ထပ်ပြီးအဆင်ပြေအောင်ထပ်ပြီးပေါက်ရအောင်လို့ကျွန်တော်အကောင်းဆုံး ကြိုးစားပေးမှာပါဗျာမြမပေါက်တယ်တဟုတ်ခဲ့ပါဗျာเนาะဂူမိုက်အားလုံးပဲအရေးကလိုသေးဂူမိုက်တွေအားလုံးပဲเนาะလမ်းမမှာအဖွဲဝင်မယ်အဖွဲဝင်ပေးပါเนาะသူများတွေပေါက်တယ်လို့ပေါက်စေခြင်းနဲ့သူများတွေရသလိုရစေခြင်းနဲ့ဆိုရဲဆန္ဒစိတ်လေးနဲ့ကျွန်တော်ကကျွန်တော်ဂူမိုက်တွေကိုမျှဝေပေးခြင်းဖိတ်ခေါ်ပေးခြင်းဖြစ်ပါတယ်အရေးကကျွန်တော်ပြောဦးမယ်เนาะကျွန်တော်ရဲ့ဟူးမကျော်အချုပ်ကအကုန်ကျသွားပြီเนาะကျွန်တော်ပြောပေးမယ်မာကြီးเนาะကျွန်တော်ဒါမပြောက်ပတ်သည်เนาะမပြောက်ပတ်သည်ခွန်ရှစ်ကိုခွန်ရှစ်ကိုကမပြောက်ပတ်သည်ကျွန်တော်မပြောက်ပတ်သည်ခွန်ကောရှစ်ကောကိုကျသွားပြီ မွေးပရိတ်6ပရိတ်5ပရိတ်မှာပရိတ်ကြာသွားပြီ6ပရိတ်အခွေနော်6ခု8ခုအခွေမှာအခွေတည်းကြာသွားပြီနော်ကြံမဲ့ပရိတ်က5ပရိတ်ပဲကြံမယ်နော်ကိုမအားလုံးပဲပရိတ်လေးက5ပရိတ်ပဲကြံမယ်တပတ်စာအချုပ်ကိုတရက်ထဲနဲ့နော်ကျွန်တော်ခုပါတယ်ခုမကျော်အချုပ်ကိုတရက်ထဲမှာပဲအကုန်ကြာသွားတာဗျာနော်ခဏကဒီထဲမှာပဲပေါက်ကွက်ဖြစ်နေတာနော်ဒါကြောင့်ကျွန်တော်ခုပါတယ်ကျွန်တော်တို့ကမပြောက်ပတ်သေးတဲ့ပရိတ်တွေမမွေးရင်ကောင်းလားမမွေးရင်တောင်မှအခွေတော့ဘိုက်မွေးပေးပါเนาะအဲဇာတ်လူသမားတွေကတော့ကျွန်တော်ရဲ့အဓိကထုတ်ပြတဲ့ဇာတ်လုံးကနဥစားပေးမွေးမယ်เนาะ အဖွဲမွေနဲ့အဖွဲမွေနိုင်တဲ့အကူမတွေကျွန်တော်ဝန်ထမ်းပြောပြနေတာနော်အဓိကကျွန်တော်ကမပြောင်းပတ်သေးတဲ့မွေးပရိတ်ကိုမမွေးနိုင်ရင်တောင်မှအခွေလေးကိုလိုက်မွေးကြည့်ပါအခွေကကျွန်တော်အပတ်တိုင်းမှာအမြဲတမ်းထွက်နေတာနော်အပတ်တိုင်းအမြဲတမ်းထွက်နေတာတပတ်သားအချုပ်အပတ်တိုင်းမှာကျွန်တော်အမြဲတမ်းအခွေထွက်တယ်နော်ကျွန်တော်တပတ်သားအချုပ်ဆိုရင်ကျွန်တော်ရဲ့အခွေတွေကျွန်တော်မပြောင်းပတ်သေးတဲ့ကတင်းနာအင်္ဂါဘုံတုံးမှာပဲအထွတ်များသမလို့ကျွန်တော်ကဟူးမကျော်အချုပ်လို့ပြောထားတာနော်ဒီဘက်ဆိုရကြည့်လိုက်ဟူးမကျော်ကျုပ်ထုတ်ထားတာမပြောင်းပတ်သေးခွန်ရှစ်ကိုအကုန်ကျသွားပြီ เนาะကျွန်တော်ဒါမွေးပရိတ်၅ပရိတ်၆ပရိတ်မှာ၆ပရိတ်ကြာသွားပြီเนาะ၆ပရိတ်ကြာသွားပြီเนาะကျွန်တော်ဒါ share အခွေ6ခု8ခုအခွေမှာလဲကျော်6ခု8ခု6ခု8ခုအခွေမှာလဲဒါအခွေကြာသွားပြန်ပြီเนาะကျွန်တော်ခွန်ကိုဆိုပြီးညနေမှာကြာသွားပြီเนาะဒါကြောင့်ကိုမရအောင်ပဲကျွန်တော်ပြောရတာ အဓိကကျတော့မပြောက်ပတိနဲ့မွေးပတိကိုမမွေးနိုင်ရင်တောင်မှနော်ပတိကိုလည်းမမွေးနိုင်ရင်တောင်မှအခွေအခွေကိုမွေးကြည့်ဘဏ္ဍကွမ်းမှမရှိဘူးကျွန်တော်ကမှဒါထိုးနေတဲ့ကုမာကြီးသိမယ်ထင်ပါတယ်ကျွန်တော်ကမှရအောင်ပေါအောင်ကျွန်တော်ကမျှော်ပေးတာနော်ဒါကတော့ယုံကြည်မှုနဲ့ဆိုင်မယ်ကိုကယုံကြည်တယ်ကြိုက်တယ်ဆိုရင်မွေးပါနော်ကျွန်တော်အရင်လည်းမတိုက်တုံးချင်ဘူးဒါပေမဲ့ကျွန်တော်ကခဏနေကထွက်နေတယ်အပတိုင်းမှလည်းထွက်နေကြမှာလို့ကျွန်တော်ကပြောပြပေးတာမျှော်ပေးတာအကူဝိုင်းအားလုံးပဲနော်ပြောပြပေးတာမျှော်ပေးတာနော်မင်္ဂလာပါကိုဟိနဲ့မင်္ဂလာပါဗျာနော် ။ဒါကြောင့်ကိုမကြီးအားလုံးမဒါအဖွဲမဝင်နိုင်တဲ့ကိုမကြီးပြောပြပေးတာနော်။အဖွဲမဝင်နိုင်တဲ့ကိုမကြီးလည်းဝန်ထမ်းစူးစမ်းပေး။နော်ကိုမကြီးအားလုံးသူများကရေမွေးကနေနဲ့ရနေပြီပေါက်နေပြီနော်ကိုမကြီးအားလုံးပဲ။ကဲကျွန်တော်ကိုမကြီး7မိနစ်ပဲရှိသေးတယ်ဗျာ။နော်နောက်တော့ကျွန်တော်9မိနစ်လောက်ဒီစက်ပြီးစောင့်မယ်ဗျာနော်အချိန်လေးပေးပါအောင်နော်။နောက်တော့9မိနစ်လောက်ကျွန်တော်ထပ်ပြီးစောင့်ပါမယ်ဗျာအချိန်လေးပေးပါအောင်နော်ရှယ်လို့ရနေရာလေးရှယ်ပေးပါအောင်ဗျာဗျူဟာလေးကနည်းငယ်လေးနည်းနေပါတယ်နော်ရှယ်လို့ရနေရာလေးဒီမျှဝေလို့ရနေရာလေးမျှပေးပါမိသားစုနေအားလုံးပဲ ဆက်ရှိရဲ့စတလာနောက်ဆက်ရမကကျွန်တော်ဝိုင်းချင်းလေးရင်ပြောပေးမယ်မိသားစုနေအားလုံးပဲဝိုင်းချင်းလေးက2ငါးဝိုင်းချင်းပါခင်ဗျာမနာပြကျွန်တော်အင်္ဂါနေ့မနာစီတဲ့ဝိုင်းချင်းက2ငါးဝိုင်းချင်းပါကျွန်တော်ကြံပွဲမှာဆက်ပြီးမွေးရမယ်ပတ်တီတလုံးထက်ချပေးဦးမယ်နော် live show လေးပြီးဆုံးကြည့်ပြီးယူသွားပါအကုန်မအားလုံးပဲနော်ထွက်မသွားနိုင်ဘူးဝိုင်းချင်းရပြီဆိုရင်ထွက်မသွားနိုင်ဘူးနော်ဒါကိုမလုံးမရှင်ကျွန်တော်ဝိုင်းချင်းနဲ့ကတ်ထိုးပါနော်ဒါကျွန်တော်ဒါညနေချိန်မှာကျွန်တော်ဒါနေ့တိုင်းမှာကျွန်တော်ကီးလောက်ပဲဆွဲသွားတယ်ပဲနော်3.9ကီးမှာကူးဆွဲသွားတယ် သုံးနှစ်ဂိုကီမှာကူးဆွဲသွားတယ်နော်ဒါနေတဲ့ကကျွန်တော်ဒါကီးလောက်ပဲဆွဲသွားပြီးတော့ကျွန်တော်ဒါအခွေမှာတော့ဒါခွန်ကိုးမှာတော့ကျွန်တော်ဒါမွေးကနန်းမှာတော့ခွန်ကိုးအကွာလည်းမိတယ်တပတ်စာအချုပ်ထဲမှာအခွေရောကျွန်တော်ဒါဗရိတ်ကိုကြာသွားတယ်နော်ခွန်ကိုးဆိုတော့ကျွန်တော်ဒါ6ပရိတ်ဟုတ်တယ်မလားကျွန်တော်ကမှနော်ခွန်ကို6ပရိတ်ကြာပြီကျွန်တော်ပြောကျွန်တော်ကအခွေလေးကြာသွားပြီနော်ကျွန်တော်နေတဲ့ကဏ္ဍမှာတော့3 1 6ကီမှာ9ပဲဆွဲသွားပါတယ်နော်ကျွန်တော်မနက်ပြန်အင်္ဂါနေ့မနက်ဈေးမှာတော့ကျွန်တော်ရွေးချယ်ထားတဲ့ဝမ်းကျင်က2 5ဝမ်းကျင်မှာဝမ်းကျင်လေးကြာရင်လိုင်းလမလေးနှိပ်ပေးပါမနက်ပြန်မှာကျွန်တော်အခု2 5ဝမ်းကျင်လေးနေပဲကျွန်တော်ပြီးပေါက်ကဏ္ဍထုတ်ပေးပါမယ် เนาะဟုတ်တယ်တဲ့ငွေရမရှိမရှိရ2000ဘိုးလောက်ပဲထိုးနိုင်တယ်ရပါတယ်ဗျာเนาะအဓိကနည်းနည်းနည်းပေါင်းတဲ့ငွေရရှိလာမှာပဲဟုတ်တယ်မလားပေါင်းပေါင်းတဲ့ငွေရရှိလာမှာပဲအဓိကကိုတက်နိုင်တဲ့ကြီးပဲလုံ2000ဘိုးတက်နိုင်တဲ့2000ဘိုးပဲထိုးအဲ့ထက်တင်မထိုးနဲ့အကုန်မရအောင်ပဲတက်နိုင်တဲ့ကြီးနဲ့ပုံမှန်သွားအမြတ်ကကြံတယ်အပတ်တိုင်းเนาะပုံမှန်ပဲကြာပုံမှန်ပဲသွားအကုန်မရအောင်ပဲအမြတ်ကကြံတယ်ကဲစတဲ့မိနစ်ပြသွားပြီဗျာเนาะအကုန်မရအောင်ပဲ viewer တော်တော်လဲနေတယ်ဗျာเนาะ viewer ကျွန်တော်တို့ ကျွန်တော်လွှင့်တာမနက်ပတ်3ဘက်လောက်ရှိသွားပြီနော်ကျွန်တော် viewer လေးကတော်တော်ကြီးဥမာနည်းနေပါတယ်ဒါကျွန်တော်ရဲ့ channel နဲ့လဲဆိုင်ပါတယ်နော်ကျွန်တော်ကဘိုင်းနဲ့မဆိုင်ဘူး channel နဲ့ဆိုင်တယ် channel က view အတော်ကြီးကျနေတဲ့မှာပါတယ်ဗျာနော်ချမ်းညီနှင်္ဂဝမ်းကျင်ဟုတ်ကဲ့ပါမနက်ပြန်မှာကျွန်တော်ဒါဝမ်းကျင်ကတော့ကျွန်တော်ရွေးချယ်ထားတဲ့ဝမ်းကျင်နှင်္ဂဝမ်းကျင်ပါအော်ကိုမိုင်အားလုံးဝမ်းကျင်လေးကြားရလိုက်ရှိုးလေးပြီးဆောင်ကြည့်ပြီပြီးတော့မွေးကနန်းယူမယ်ဆိုရင်လည်းလိုက်ရှိုးလေးပြီးဆောင်ကြည့်ပြီကျွန်တော်ဒီလိုက်ထဲမှာပြောပြပါတော့အဲဒီတော့ကျွန်တော်နေတဲ့ကနန်းကိုအရင်ပြောပြမယ်ကျွန်တော်က ကျန်ရမွေးကနန်းနဲ့ကျွန်တော်နေတဲ့ကနန်းနဲ့ရှုပ်သွားမှာဆိုတော့နေတဲ့ကနန်းကိုအရင်ပြောပြမိမယ်အင်္ဂါနဲ့မနက်တစေရွက်တက်ပါတော့ညနေစောကိုကျွန်တော် light ထပ်လွှင့်ပေးမှာညနေတော့ကိုကျွန်တော် light ထပ်လွှင့်ပေးမယ်ဒါကအကူကမနက်စေးတွက်နော်မနက်စေးတွက်ကိုအရင်ယူသွားပြီးရင်ကျွန်တော်ကျန်ရကျန်ပွဲတွေမှာကိုကမွေးကနန်းစိတ်ဝင်စားတယ်မွေးကြည့်ကျင်တယ်ဆိုရင်တော့မွေးပါကနန်းကတော့ထွက်မှာစိတ်ချပါအကူမိုက်အားလုံးပဲအပတိုင်းမှာလည်းရအောင်ကြမွေးတာအပတိုင်းမှာလည်းထွက်နေကြမလို့ကနန်းမထွက်မှာတော့စိတ်မပူနဲ့အကူမိုက်အားလုံးပဲနော်ကျွန်တော်ထပ်ထုတ်ပေးမယ်ဖြက်ကလက်စားမထုတ်ပေးဘူးကျွန်တော်အကောင်းဆုံးလေးထုတ်ပေးမှာနော်အကူမိုက်အားလုံးပဲဒါကြောင့်မွေးကျင်တယ်ဆိုရင်တော့ယုံကြည်စိတ်ချစွာမွေးပါ မမွေးနိုင်တဲ့အကူမတွေပတ်သိမဆော့နိုင်တဲ့အကူမတွေကတော့ကျွန်တော်နေတဲ့ကနေလေးကိုပဲဒီကလိုက်ဆော့ပေးပါเนาะအကူမရအောင်ပဲကျွန်တော်ဘာလို့ပေးရမှာလဲကျွန်တော်ဘာလို့ပေးရမှာလဲဆိုဘာလို့ပြောတာလဲမသိဘူးညာเนาะဘာလို့ပေးရမှာလဲဆိုဘာကိုပြောတာလဲမသိပါဘူးဗျာเนาะဘာမှလုပ်ပေးကြမလို့ဦးလေးဗျာเนาะ live show လေးကြည့်သွားမယ်ပြီးရင် ကနားလေးတွေယူသွားမယ်ဒါပဲလေဘာမှလုပ်ပေးရမှာမဟုတ်ဘူးနော်ဘာမှလုပ်ပေးကြရလဲမလုပ်ပါဘူးဗျာနော်ဘာလုပ်ပေးရမှာပြောရလဲမသိပါဘူးဗျာကဲအကူမရရအောင်မယ်ကျွန်တော်ဒါအင်္ဂါနဲ့မနန်စီတက်ကတော့ဝမ်းကျင်းကတော့2951ကျင်းပါကျွန်တော်ကီးလေးကတော့136ကီးပါခင်ဗျာနော်မနမရကျွန်တော်ဒါအင်္ဂါနဲ့မနန်စီတော့ကီးကတော့136ကီးပါဝမ်းကျင်းလေးက2951ကျင်းပါမိသားစုနေအားလုံးပဲနော်ကီးလေးက136ကီးဝမ်းကျင်းက2951ကျင်းပါအကူမရအောင်မယ်နော်

เนาะလူထိုးများလို့ကဏ္ဍမှန်ကြတဲ့ရင်သားနဲ့ကဏ္ဍကမကြဘူးဒါကြောင့်အဘူးကတော့ဒီဘက်မှာလာလိမ့်မယ်ကျွန်တော်ကမတွေကเนาะမွေးရင်လည်းဆိုလဲအဓိကမွေးပေါ့ဗျာမွေးမယ်ဆိုတော့ကျွန်တော်ရဲ့ဝမ်းကျင်ဘူးလေးထည့်ဆော်ပေးဦးเนาะကျွန်တော်ပြောနေကြတိုင်းလေးပဲ၃ဘူးလေးမဖြစ်မနေလေးပအောင်ထည့်ဆော်ပြီးပါ၃ဘူးဆော့မယ်ကျွန်တော်ဒါကကျွန်တော်အခုဝမ်းကျင်၂ဘူး၅ဘူးပေါ့ဗျာเนาะ၂ဘူး၅ဘူး၃ဘူးဗျာအဘူးဆိုရင်ကျွန်တော်ဒီ၃ခွက်ပဲ recommend ပေးချင်ပါတယ်เนาะ ဖြူရနဲတယ်ဆိုလို့ပါတဲ့။ဩ viewer view နဲတယ်ဆိုလို့လားဟုတ်ကဲ့ပါ။ view နဲ့တယ်ဆိုတော့ကျွန်တော်ကိုမိုင်လည်းဘာမှလုံပေးလို့မရသလိုကျွန်တော်လည်းဘာမှမလုံနိုင်ပါဘူးဗျာအကောင့်ထဲဆိုင်ပါတယ်เนาะဒါပေမဲ့လုံပေးနိုင်တာတခုရှိရယ် share တဲ့ရင် share ပေးပါကျွန်တော်ကိုယ့်ရဲ့ channel မှာပို့ပြန်တင်တဲ့ပုံစံမျိုးလေးเนาะပို့ပြန်တင်တဲ့ပုံစံမျိုးလေးအဲ့မှာ share ခလုတ်လေးပုံနေလိမ့်မယ် down လေးမှာเนาะ share ခလုတ်လေးပုံပဲပုံနေလိမ့်မယ်เนาะအဲ့ခလုတ်လေးကိုနှိပ်ပြီးတော့ share ပေးပါအကူမိုင်အားလုံးပဲเนาะ ပို့တင်တဲ့ပုံစံမျိုးပေါ့ဗျာနော်ကိုယ့်ရဲ့ channel မှာကိုယ့်ရဲ့ YouTube account မှာပို့တင်တဲ့ပုံစံမျိုးပဲနော် share တာဆိုတာက share လိုက်တာနဲ့နော်ဟော Viber ပေါ့မေကျွန်တော်ဒါ share လိုက်တာနဲ့အခုမှရနော်ဒီမှာလိုအပ်ရှိမယ်ဒီမှာအဆက်လေး30ရှိမယ်ဒီဘက်တောင်လေးမှာအဆက်လေး30ရှိမယ်နော် ီအစလေး30ရှိမယ်အစလေး30ဒီလိုနှိပ်လိုက်ပါနှိပ်ပြရင်ဒီမှာကြည့်လားခလုတ်လေးလေးကွာရှယ်မြားပုံစံလေးဟိုဘက်ပြတာမြားပုံစံလေးမာဒီလိုမျိုးလေးဒီမှာမှာဒါလေးအဲ့ဒါလေးကိုဒီလိုနှိပ်လိုက်ပါအပြင်ဒီလိုမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့လိုပေါ်ကျင်နေပေါ်မယ်တချို့ရှဲလို့များတဲ့အကောင်ကြီးကြောင့်မပေါ်ပါဘူးเนาะပေါ်တဲ့ခါကျရင်ဒီအောက်ဆုံးကဟာလေးပေါ်ရနော်ဒီအောက်ဆုံးကဟာလေးဒီအောက်ဆုံးကဟာလေးဒီအောက်ဆုံးကဟာလေးကိုဒီလိုနှိပ်လိုက်ပါဒီလိုနှိပ်ဒီလိုပေါ်လာပါလိမ့်မယ်ပြီးရအပေါ်မှာစာလေးပေါ်ရနော် တို့ဒါအင်္ဂါနေ့မနက်စီ7:00နာရီ10မိနစ်တော့အခါမဲ့ဝင်ယူလို့ပါတော့အဲအဲ့လိုမျိုးလေးရေးပြီးတင်ပြီးเนาะဟိုမိုက်အားလုံးပဲအာ share တာပါဗျာเนาะ share တဲ့တာတချို့ YouTube သုံးတာကြာနေတဲ့အကူမိုက်လုံးပဲ share တယ်မဲ့ဖြစ်ပါတယ်เนาะတချို့ channel ကြီးကြတော့လဲ subscriber မရှိတဲ့ခါကြတော့ share လို့မရတာကြီးပါရှိတယ်ဗျာเนาะဒါလေးတော့ရှိပါ share တဲ့ share ပြီးပါ share လို့ရရင် share ပြီးပါเนาะ ော်တို့တလက်စာရေး share လိုက်ပြီဗျာနော်အကောင့်လေးတစ်ကောက်ရှိရတယ်ကျွန်တော်တို့တလက်စာရေး share လိုက်ပါပြီနော်အကောင့်မရအောင်ပဲကျွန်တော်အကောင့်လေးတစ်ကောက်ပြဿနာရှိတယ်ဒါကျွန်တော်ရဲ့အကောင့်လေးပဲနော်တော်ဝေးရပါတယ် okay ပါဓမ္မဓမ္မဒါကျွန်တော်ဖွင့်ထားတဲ့အကောင့်လေးပါနော်မောင်သိန်းဆိုတဲ့အကောင့်လေးပဲအကောင့်နံပါတ်မောင်သိန်းပါနော်ကျွန်တော်ကိုဟင်းဆိုတဲ့နာမည်ကနော်အကောင့်မရအောင်ပဲကိုဟင်းဆိုတဲ့နာမည်နဲ့ထပ်ဖွင့်တဲ့အခါကျတော့အကောင့်ကမခံဘူးဗျာနော်ဘန်းတာတွေကျွန်တော်ပြတ်ကြတာတွေရှိလို့ကျွန်တော်မောင်သိန်းဆိုတဲ့နာမည်လေးနဲ့နော်အကောင့်လေးကတော့မရတာတော့မသိဘူး ောင်သိန်းဆိုတဲ့နာမည်လေးနဲ့ဗျာနော်မောင်သိန်းဆိုတဲ့နာမည်လေးနဲ့ကျွန်တော်အကောင့်တစ်ခုထပ်ဝင်ထားပါတယ်ဗျာနော်ကျွန်တော်လင်လေးထောက်ပေးခြင်းနဲ့သူက channel ကကျွန်တော်အသိဖြစ်သောကြောင့် link ရကျွန်တော်မှာ share လို့မရဘူးဖြစ်နေတာ share လို့မရဘူးဖြစ်နေတာ share လို့ရတဲ့ခါကျကျွန်တော် share ပေးမှာပဲနော်ဒါကြောင့် Viber channel join ပြီပါ Viber channel မှာကျွန်တော် link ထောက်ပေးပါမယ်ခင်ဗျာနော်85ဝရပါတယ် okay ပါအကူမရအောင်ပဲဒီမောင်သိန်းဆိုတဲ့အကောင့်လေးတွင်းကိုမ Subscribe နေတာပါဒီမှာကျွန်တော်ရဲ့ဗီဒီယိုလေးတင်ထားပါဗျာ ကျွန်တော်ရဲ့ view ကြီးလည်းတင်ထားပါရဗျာเนาะ view ကနည်းနေသေးလို့เนาะကျွန်တော်ရဲ့ view ကြီးပဲတင်ထားပါရမောင်သိန်းဆိုတဲ့အကောင့်လေးမောင်သိန်းပါเนาะအကောင့်နာမည်ကမောင်သိန်းကျွန်တော်ကာတွန်းပုံလေးတင်ထားတယ်ကျွန်တော်ပုံတော့မဟုတ်ဘူးเนาะအခုပြကျွန်တော်ပြထားတဲ့ပုံလေးပေါ့ညောအဲ့ဒီအကောင့်လေးအမှတ်မတင်ပဲတင်ရမှာလူယူကြည့်နေနေဆွဲလာလို့တက်လာခဲ့ရင် subscribe နှိပ်ထားပါအဲ့ဒါလည်းကျွန်တော်အောက်ပါပဲဗျာเนาะကျွန်တော်အဲ့ကောင်ပါကျွန်တော် live လွှင့်မှုရှိရဆိုမြဲအကောက်က channel ကကျွန်တော်ဒါအသေးဖြစ်တော့ကြောင်း like ကလွှင့်လို့မရဘူး။ဒါကြောင့် share လိုက်ပါပြီဟုတ်ကဲ့ပါဗျာနော်။ကျွန်တော် channel ကအသေးဖြစ်တော့ကြောင်း like ကလွှင့်လို့မရဘူး။ဒါကြောင့်အကူမတွေအားလုံးပဲ เนาะကျွန်တော်ဒီ channel လေးမှာပဲဒီအကောင့်မှာပဲကျွန်တော်ဆက်လုပ်နေရတာเนาะဒါကြောင့်ဒီမောင်သိန်းဆိုတဲ့အခက်အကောင့်လေးကိုကျွန်တော်တွိုင်းလိုင်းနဲ့ကြည်နေနေတက်လာလို့တွေးလိုက်တဲ့ခါကြရဲလဲ share ပေးပါအောင်ကာတွန်းပုံလေးနဲ့เนาะဒီမှာမြင်ရလားမသိဘူးဗျာเนาะဒီမှာမြင်ရလားမသိဘူးဗျာเนาะဒီမှာမြင်ရလားမသိဘူးအဲကောင့်လေးကိုတွိုင်းလိုင်းနဲ့ကျွန်တော်ကြည်နေနေတက်လာခါကြတွေ့ရင် share ပေးပါအကုန်မရအောင်ပဲဟော share လို့ရမှာ subscribe နေထားပါเนาะကျွန်တော် short လေးတော့တင်ပေးပါရဲအဲ့မှာ short တင်ပေးပါဒီလိုမျိုးဒီလိုဗီဒီယိုလေးလေเนาะဒီလိုဗီဒီယိုလေးတင်ပေးထားပါရဲအဲ့မှာ ကဲဝင်လာမယ်မိသားစုနေရာလုံးပဲเนาะကဲဝမ်းကြီးက2 9ဝမ်းကြီးပါဗျာကီလေးကတော့3 1 3 9ကီးပါเนาะကီးက3 9ကီးကျွန်တော်လိုက်ရှိုးလေးပြီးဆုံးအကြည့်เนาะကြံပွဲကြံရက်မှာစပ်ပြီးမွေးရမယ်မွေးကနန်းကျွန်တော်ပတ်တီတလုံးထပ်ပြီးချပေးပါမယ်ဇာတို့ဖွဲ့သမားတွေကတော့ကျွန်တော်ဘိုင်ပါကပဲပို့ပေးမယ်เนาะဘိုင်ပါကရဲ့ပို့ပေးမယ်အကုန်မရအောင်ပဲเนาะ ကဲဝမ်းကြိမ်ကတော့အကုန်ပိုင်းအလုံး2 5ဝမ်းကြိမ်နော်မိသားစုနေအလုံးပဲဝမ်းကြိမ်က2 5ဝမ်းကြိမ်ကီလေးက3 3 6ကီပါအကုန်ပိုင်းအလုံးပဲနော်ကီလေးက3 3 6ကီပါဝမ်းကြိမ်က2 5ဝမ်းကြိမ်ပါအဲကျွန်တော်ပြောရအောင်နော်လာမယ့်ပတ်ကျတပတ်စာအချက်ကိုမနှက်ပြန်ပေါက်ချင်ပေါက်ချင်သေးတယ်ဟုတ်ကဲ့ပါနော်ပုံမှန်ကြည့်ပြီးပေါက်ကနန်းကရမှာနော်အကုန်ပိုင်းအလုံးပဲကျွန်တော်ပြောမယ်နော်မပြောက်ပတ်သည်ကျွန်တော်ပြောရအောင်နော်ကျွန်တော်ရဲ့တပတ်စာအချက်တပတ်စာအချက်ကအကုန်ပိုင်းအကုန်လုံးကျသွားပြီဒီနာနေမှာဒါကြောင့်လာမယ့်ပတ်မှာကျွန်တော်တင်ပေးပါပါအပတ်တိုင်းမှာကျွန်တော်တပတ်စာအချက်တင်ပေးမှာအဲ့ဒီကမှကျွန်တော်ကမာရီက မပြောက်ပတ်ဒီမပတ်ရှင်နေပါမွေးပရိမမွေးခြင်းနေပါအခွေတော့မွေးပေးပါအကူမအားလုံးပဲเนาะဒီကမွေးခြင်းလည်းရတယ်မမွေးလည်းဖြစ်တယ်เนาะကျွန်တော်ကမကြီးကျွန်တော်ကအပတ်တိုင်းမှာမွေးပြီးတော့အပတ်တိုင်းမှာထွက်နေလို့เนาะတေးချသတိထားပြီးကြည့်စေခြင်းပါတယ်အခွေလေးကိုပြเนาะအခွေကကျွန်တော်ခွေလိုက်ရင်ဘလောက်မှမရှိပါဘူးเนาะဘယ်နောက်ကမှမရှိဘူးဒါကြောင့်အကူမအားလုံးပဲဒါမွေးကြည့်မွေးစေခြင်းပါတယ်မွေးလည်းမွေးတင်ပါတယ်ဘာလို့ဆိုအပတ်တိုင်းမှာထွက်နေတာမလို့ကျွန်တော်ကမကြီးရစေရင်ပေါက်စေခြင်းတော့ကျွန်တော်ကပြောပြပေးခြင်းဖြစ်ပါတယ်เนาะအခွေလေးပါเนาะဗတိမမွေးခြင်းနေပါမပြောက်ပတ်ဒီမမွေးခြင်းနေပါ ကျွန်တော်မွေးရမှာဒီအခွေလေးတော့မဖြစ်မနေမွေးပေးပါเนาะအကူမိုက်အားလုံးပဲအခွေရထွက်ပါတယ်เนาะရောစရကျွန်တော်ဒါတပတ်စာအချုပ်ထဲမှာတော့ပရိတ်က၅ပရိတ်တခုပဲကျန်မယ်เนาะ၅ပရိတ်တခုပဲကျန်ပါမယ်ပရိတ်က၅ပရိတ်တခုပဲကျန်မယ်အကူမိုက်အားလုံးပဲเนาะကဲကျွန်တော်ကစကားပြောတာဆေသွားပြီเนาะကျွန်တော်ကဏ္ဍလေးပြောပြမိတယ်တစ်ချက်တော့ကောမန်လေးမှတ်မိပါဗျာเนาะ1ချိန်လာပြီอ่ะ1ညာ2 5 1ချိန်เนาะအင်္ဂါနေ့မနက်သေးတဲ့1ညာ2 5 1ချိန်ကျွန်တော်နှင်းနဲ့ပတ်သက်ပြီးအဓိကထိုးမယ်ကဏ္ဍလေးကက1 1 2 1 8 နှစ်သုံးနှစ်ကိုပါအကူမိုက်အားလုံးပဲဒါကနှစ်နဲ့ပတ်သက်ပြီးတော့အဓိကထိုးရမယ်ကဏ္ဍလေးကပါနော်သင်္ကဝန်းချင်းဟုတ်ခဲ့ပါနော်နှစ်နဲ့ပတ်သက်ပြီးတော့မနက်ပောက်ချင်းတဲ့ပုံလေးတွေဟုတ်ခဲ့ပါနှစ်နဲ့ပတ်သက်ပြီးအဓိကထိုးရမယ်ကဏ္ဍလေးကကျွန်တော်တို့ကနှစ်တနှစ်ရှစ်နှစ်သုံးနှစ်ကိုပါကျွန်တော်တို့မရိကိုမလုံးမရိရှိညီကိုလေးတတိထားနော်ညီကိုတတိထားပါကျွန်တော်ညီကိုမလာတာကြာပြီမလို့ကျွန်တော်ညီကိုလေးလာပါဦးမယ်ညီကိုလေးလာပါလိမ့်မယ်ကျွန်တော်တတိပေးတာနော်ကိုမလုံးမရှိတဲ့ကိုမရိ နော်ကိုမလုံးပိုက်ဘာလုံးပိုက်ပဲဖြစ်ဖြစ်ညီကိုမဖြစ်မနေပါအောင်ထိုးပေးနော်ညီကိုကလည်းမဖြစ်မနေပါအောင်ထိုးပေးပါအဘူးက၅ဘူး၃ဘူးလား၂ဘူး၅ဘူး၃ဘူးပါအကုန်ပိုက်အားလုံးပဲကျွန်တော်၃ဘူးလေးရတော့မပြောင်းမပြည့်ထည့်တော့ပေးပါနော်၃ဘူးလေးမပါမပြည့်ထည့်ဆိုပေးပါ၃ဘူးလေးနော်ပြီးတော့ညီကိုလည်းကျွန်တော်ကကိုမလေးညီကိုလည်းမလာတာကျွန်တော်ကြာပြီကြာပြီဆိုတော့တိတ်တော့မကြာသေးဘူးပေါ့နော်မကြာသေးဘူးဆိုပြီးတော့ညီကိုမလာတာကျွန်တော်ကြာပြီရင်ဘက်ကလည်းကျွန်တော်မလာဘူးဒီဘက်မှာကျွန်တော်ယူကျိုးညီကိုမစင်းသေးဘူးဆိုတော့အကူမရီအားလုံးပဲနော်ညီကိုလေးပေါအောင်ထဲဆော့ကြည့်ပါ ဒီကိုဗရီတီကြည့်ပြီးတော့ကိုမြဲပေါက်တယ်ကျေးဇူးပါဟုတ်ကဲ့ပါဗျာเนาะဝမ်းသာပါတယ်เนาะအကုန်ပိုင်းအားလုံးပဲအဓိကပုံမှန်ကြည့်ပြီပါเนาะပုံမှန်ကြည့်ပြီပေါက်ကလည်းရမှာပါကဲကီးလေးကကျွန်တော်ကမာနေเนาะ136ကီးပါ1ကျင်း2 5 1ကျင်းเนาะအကုန်ပိုင်းအားလုံးပဲနင်းနေပတ်သက်ပြီးတော့2 1 2 8 2 3 2 9ပါအကုန်ပိုင်းအားလုံးပဲနင်းနေပတ်သက်ပြီးအဓိကထူအောင်မဲ့ကဏ္ဍ၄ခွက်က2 1 2 8 2 3 2 9ပါမိသားစုမျိုးရအောင်မယ်เนาะနင်းနေပတ်သက်ပြီးအဓိကထူအောင်မဲ့ကဏ္ဍ၄ခွက်က နှစ်တနှစ်ရှစ်နှစ်သုံးနှစ်ကိုပါအကူမရအောင်ပဲတော့ဒါနှစ်နဲ့ပတ်သက်ပြီးအဓိကထုတ်မှာကဏ္ဍလေးကနော်အကူမရအောင်ပဲနှစ်နဲ့ပတ်သက်ပြီးအဓိကထုတ်မှာကဏ္ဍကနှစ်တနှစ်ရှစ်နှစ်သုံးနှစ်ကိုပါအကူမရအောင်ပဲမကြတာမရှင်းတာရှင်းကောမန့်မှန်ပြီးတော့ကျွန်တော်ပြန်ပြောပြပေးမယ်ကဲလာပြီ9နဲ့လာပြီ9နဲ့ကကျွန်တော်အဓိကထုတ်မှာကဏ္ဍလေးကက96 93 98 98ပါနော်9နဲ့ပတ်သက်ပြီးအဓိကထုတ်မှာကဏ္ဍလေးကက96 93 98 58ပါအကူမိုက်အားလုံးပဲเนาะဘာနဲ့ပတ်သက်ပြီးအဓိကထွန်းမဲ့ကဏ္ဍလေးခွက်က96 93 98ပါတော့ကိုမရအောင်မယ်ငါးနဲ့လေးခွက်နှစ်နဲ့လေးခွက်လာပြီကျွန်တော်အကြိုက်ဆုံးခွက်လေးလာပြီเนาะကျွန်တော်ကိုမရကျွန်တော်ရဲ့အကြိုက်ဆုံးလေးကနှစ်နဲ့ပတ်သက်ပြီးမနက်ပြန်မှာနှစ်6အကြိုက်ဆုံးပါနှစ်နဲ့ပတ်သက်ပြီးတော့နှစ်6အကြိုက်ဆုံးကျွန်တော်ငါးနဲ့ပတ်သက်ပြီးတော့ငါးလေးအကြိုက်ဆုံးပါကိုမရအောင်မယ်ငါးလေးအကြိုက်ဆုံးနှစ်6အကြိုက်ဆုံးပါခင်ဗျာ မနှပြန်ကျိုးတာအင်္ဂါနေ့မနှံစည်းတော့ပါနော်ကီးလေးက1 3 6ကီးကျွန်တော်ကနားလေးအစားဆုံးပြန်ခေါ်ပြပြမယ်နော်ပြီးကျွန်တော်လက်ဆောင်ပတ်တိကျအောင်မယ်လက်ဆောင်ပတ်တိယူတော့ထွက်မသွားနိုင်ဘူးလက်ဆောင်ပတ်တိကျန်ပွဲဒီမှာကျွန်တော်ရဲ့ဇာတုပတ်တိကအစိုးကြရတယ်ကျွန်တော်ထတ်ထုတ်ပေးမှာလက်ဆောင်ပတ်တိကထွက်မသွားနိုင်ဘူးနေကောင်နဲ့ပြောလို့ရတာပေါ့โอเคပါနော်ဘုံမဲ့အားလုံးပဲနေကောအောင်လဲဆိုမင်းနဲ့ကျွန်တော်ယူကျွားနေတဲ့ဇမားကြီးကတော့ညနေစီမရလိုက်ဘူးเนาะဟုတ်တယ်ယူကျွားညနေနေတဲ့ဇမားကြီးက ညနေစီမရလိုက်ဘူးအဖိုးရင်သမားကြီးကမနှကောညောင်အဆင်ပြေတယ်ကျေးဇူးပါညီရဲတဲ့ဟုတ်ကဲ့ပါနော်ဒါဇာတုကနာစိတ်ဝင်စားတဲ့မွေးကြည့်ကျင်တယ်ဆိုတော့ယူသွားပါမဖြစ်မနေလေးယူသွားပါနော်အကုန်မရအောင်ပဲကီလီယာ136ကြီးကျွန်တော်ပြန်ခေါ်ပြပေးမယ်နော်ကီလီယာ136ကြီးဝမ်းကျင်းက25ဝမ်းကျင်းပါ265လေးမိန်းနှကွက်ဟုတ်ကဲ့ပါနော်ဝမ်းကြီး25ဝမ်းကြီးနှစ်နဲ့ပတ်သက်ပြီးဒီကဒူဝမ်းကနက21 28 23 29ပါเนาะနှစ်နဲ့ပတ်သက်ပြီးဒီကဒူဝမ်းကနက်လေးကွက်က21 28 29 နှစ်ရှစ်နှစ်သုံးနှစ်ကိုပါเนาะကျွန်တော်ဒါနှစ်6ကအကြိုက်ဆုံးပါမနက်ပြန်ကျွန်တော်အင်္ဂါနေ့မနက်စီတော့နှစ်6ကအကြိုက်ဆုံးကျွန်တော်ငါးနဲ့ပတ်သက်ပြီးဒီကထိုးရမယ့်ကဏ္ဍလေးကက96 93 98ပါเนาะငါးနဲ့ပတ်သက်ပြီးဒီကထိုးရမယ့်ကဏ္ဍလေးက96 93 98 98ပါဒါကငါးနဲ့ပတ်သက်ပြီးဒီကထိုးရမယ့်ကဏ္ဍလေးကเนาะဒီကမှာကျွန်တော်အကြိုက်ဆုံးက9လေးအကြိုက်ဆုံးပါ9လေးအကြိုက်ဆုံး26အကြိုက်ဆုံးပါเนาะ9လေးအကြိုက်ဆုံး26အကြိုက်ဆုံးပါ ကီလီယာ36ကြီးဝမ်းကြီးက25ဝမ်းကြီးမိန်ကနန်းလေးက26မိန်ကွာကျွန်တော်ဒါ5လေးမိန်ကွာပါအကူမရအောင်မယ်မနှညာရလိုက်ပါတယ်โอเคပါကျွန်တော် channel ဝင် channel ရက်တွေမှာလည်းအကောင်းဆုံးလေးဆင်ပြတော့ကြိုးစားပေးပါမယ်ကဲလာပြီကျွန်တော် channel ရက်ပတ်သီးเนาะကျွန်တော်ထုတ်ပေးရတဲ့ပတ်သီးလေးက6ပတ်သီးပါခင်ဗျာเนาะ channel ရက်မိန်မထက်တာကြာပြီးရမနောက်ထပ်မှာဟုတ်တယ်ဗျာမရောကွက်တော့မမိတာကြာပါပြီเนาะကျွန်တော်ကမှ channel ရက်ဇာတုပတ်သီး6เนาะ6ပတ်သီးပါเนาะ ကျွန်တော်အဖိုးရဲ့သမားတွေ Viber ကပို့ပေးမယ်နော်အခုမှရအောင်ပဲ Viber ကပို့ပေးပါမယ်ကဏ္ဍမြန်ဖုန်းဆက်ပေးပါနော် Viber ကကျွန်တော် live ပြီးကြတဲ့အကုန်ပို့ပေးပါပါနော် live show ပြီးကြတဲ့ကျွန်တော်အကုန်ပြန်ပို့ပေးပါနော်ကျန်ရဲဇာတို့ပတ်တီ6ပတ်တီပါနော်နေတဲ့အကုန်မလေးမွေးလို့ရအောင်ကျွန်တော်ကပြောပြပေးတော့မွေးချင်မွေးမယ်မမွေးနိုင်တဲ့အကုန်မလေးကဇာတို့မထိုးနိုင်နဲ့ပတ်တီမဆောက်နိုင်တဲ့အကုန်မလေးကကျွန်တော်နေတဲ့ကဏ္ဍလေးတွေကိုအဓိကဆော့ပေးပါနော်နေတဲ့ကဏ္ဍကဥစ္စာဥစ္စာလေးဆော့ပေးပါပတ်တီက6ပတ်တီပါမိတ်ဆွေများနော်ပတ်တီ6ပတ်တီပါကျန်မွေးမွေးပေးပါနော်အကုန်မလေးအားလုံးပဲကျန်ရဲကျန်မွေးမွေးပေးပါနော်6ပတ်တီပါ ကျွန်တော်အကွက်တော့မထုတ်ပေးတော့ဘူးเนาะကိုမလုံးမလေးရှိရင်ကျွန်တော်6ဆိုတဲ့ကဏ္ဍနဲ့ကပ်ပြီးမွေးကြည့်ပါဗျာเนาะမွေးကြည့်ပါအကုန်မရအောင်မယ်ကျွန်တော်အကွက်တော့မထုတ်ပေးကျင်တော့ဘူးเนาะကဲဝမ်းကြီး2 5ဝမ်းကြီးကီလီယာ3 6ကီကျွန်တော်တော့တင်ကောလေးရ2 6တင်ကော5လေးတင်ကောပါဒါကအင်္ဂါနေ့မနက်စီတူကနေတိုင်းကဏ္ဍเนาะ6ဘတ်ဒီကကြာတော့ကျွန်တော်ကုမတွေကเนาะဆရာကြီးရဲ့မနက်ရောညပါရပါတယ်ဟုတ်ကဲ့ပါဗျာเนาะ ယ်6ပါတီကကြံရက်ကြံပွဲတွေမှာမွေးလို့ရအောင်ကျွန်တော်ထပ်ထုတ်ပေးတာနော်လက်ဆောင်ကဏ္ဍမှာအကူမရအောင်လုပ်မယ်လက်ဆောင်ကဏ္ဍထပ်ထုတ်ပေးတာပါနော်တချို့ချစ်ရဲ့ဇာတို့အစိုးရထုတ်တော့လာပြောနေတဲ့အကူမရှိတယ်စိုက်ပပူပါနဲ့တော့လီဒီကကျွန်တော်အကူမတွေနော်ကျွန်တော်ပြောတဲ့ပွဲလေးပြည့်အောင်လို့တော့မွေးပေးပါနော်အစိုးရထွက်သွားကျွန်တော်နောက်တစ်လုံးထပ်ကြပြီမှာနောက်တစ်လုံးမှလည်းကြမှာအကူမတွေစိတ်မပူနဲ့နော်ဒါကြောင့်ကျွန်တော်အကူမတွေစိတ်မပြတ်နဲ့ကျွန်တော်ပြောတဲ့ပွဲလေးကိုအချိန်ပြည့်အောင်မွေးပေးပါအကူမရအောင်လုပ်မယ်နော်ကဲ6ပါတီနော်ကျန်ရက်ဇာတို့မွေး6ပါတီပါအကူမရအောင်လုပ်မယ်ညထောင်မွေးရပါတယ်ဆရာကြီးရဲ့မနက်ထောင်မွေးရပါတယ်โอเคပါနော် ကဲကိုမိုင်းအားလုံးပဲကနော်လေးကျွန်တော်ပြောတာစုံပြီနော်လာရှိုးရေလောင်းဝင်ပြီကွာနော်ကျွန်တော်ကိုမိုင်းအားလုံးပဲမနက်ပြန်ကျွန်တော်ဒါတနားလိုက်မှာပြရွေးမယ်နော်မနက်ပြန်တနားလိုက်နော်တနားလိုက်မှာလာကြည့်ပါနော်ကျွန်တော်ည9နာရီလိုက်ပုံမှန်လွှင့်မယ်နေကင်းမိုင်းဆိုကျွန်တော်နေကင်းတနားပုံမှန်လွှင့်ပါပဲခင်ဗျာအကူမိုင်းအားလုံးပဲနော်ကဲကျွန်တော်ကိုမိုင်းလာရှိုးလေးရေလောင်းဝင်ပြီကွာနော်ကျွန်တော်ကိုမိုင်းအားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးမိုင်းပြည့်စုံပါစေနော်ကျွန်တော်ကိုင်းနဲ့ကက်ဆက်ပြမနက်ပြန်မှာ share ပေါ်တိမိကြပါစေလို့ကျွန်တော်စုပေးနေတယ်ပဲကျွန်တော်ရဲ့ live view fan လေးဒီမှာပဲရှင်းတာကိုယူပါအားလုံးကခွလက်ပါတော့မနာပြန်ပြန်တွေ့ကြပါမယ်အားလုံးပဲဘိုင်ပါ